မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စော့လုံမြို့နယ်လာဟီစင်ဒေသကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို KI ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခတ်ရာစစ်တပ်ဘက်ကတိုက်စုံမှုများပြားပြီးတော့ရုပ်အလောင်းများတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ19ရက်နေ့နဲ့20ရက်နေ့တွေမှာလာအီစင်ဒေတာကိုစစ်ကြောင်းထိုးလာတဲ့ပြည်သူစစ်များနဲ့အကြမ်းတ်စစ်တပ်ပူးပေါင်းထားတဲ့စစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းတ်စစ်တပ်ကတိုက်ဆုံသူတွေများပြားကပြည်သူစစ်နဲ့စစ်သားအလောင်းများကို KIA ပူးပေါင်းတပ်များကနယ်မြေရှင်းလင်းပြုလုပ်တဲ့အချိန်မှာသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။လာဟီစင်တိုက်ပွဲမှာ KI ပူးပေါင်းတပ်တွေနယ်မြေရှင်းလင်းရေးလုပ်တော့စစ်ခွဲအလောင်းတွေအများပြားတင်းစီရရှိပါတယ် နိုင်မြေအကုန်မရှင်းရသေးဘူးဒါတောင်တနေရာပဲရှိသေးတယ်ပြည်သူစစ်နဲ့စစ်ခွဲတွေတေးတာတော်တော်ကိုများတာတခြားနေရာတွေမှာလည်းအစုလိုက်အပြုံလိုက်တေးနေတာတွေရှိတယ်နိုင်မြေရှင်းလင်းဆက်လက်လုံဆောင်နေတုန်းမှာပဲလို့ KI ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်အလားတူပဲစက်တဘာလ22ရက်နေ့ကလည်းလန်ဆယ်နဲ့လာဟီစင်ဒေသကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကလူလိုင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA ပူးပေါင်းတပ်များထိန်းချုပ်ရရှိထားတဲ့စခန်းကုန်းတစ်ခုကိုယာယီစုခွာပေးလိုက်ရတော့လဲ စက်တင်ဘာလ23ရက်နေ့မှာအဲ့ဒီစခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲမှာလဲစစ်ခွေးတက်ကထိနာသွားတဲ့အတွက်ကြောင့်လေကြောင်းတိုက်ခိုက်မှုများကိုလှုပ်ဆောင်ခဲ့ရာစက်တမလာ22ရက်နေ့မွန်လွဲ2:25မိနစ်မှာလန်ဆယ်ကြီးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ကလေးငယ်တအူးအမျိုးသားတအူးနဲ့အမျိုးသမီးတအူးစုစုပေါင်း3ဦးသေဆုံးက2ဦးတန်ရရှိခဲ့တယ်လို့သိရပါဗျ။ကချင်ပြည်နယ်စော့လော်မြို့နယ်နဲ့ခေါလန်ဖူးမြို့နယ်အဆက်မှာရှိတဲ့စစ်တပ်လက်အောက်ခံလာရီစင်ပြည်သူစစ်စခန်းနဲ့ခရန်တီဒမ်ပြည်သူစစ်စခန်းတို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးတောင်းနဲ့ ခါခါဘူပြည်သူ့ကာကွယ်တပ်ဖွဲ့ KPF ပူးပေါင်းတပ်များကပြီးခဲ့တဲ့နှစ်2024ခုနှစ်အတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်လေးကေကိုဘက်ကိုဝင်လာတဲ့အကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေများပြားတဲ့အတွက်ကြောင့်စစ်ကြောင်းတစ်ကြောင်းပြတ်သွားပြီးစစ်ကြောင်းအုပ်စ်များထပ်မံတက်လာနေကတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ23ရက်နေ့မနက်10:00နာရီကျော်လောက်ကနေပြီးတော့မနက်7:00နာရီခွဲအချိန်အထိမြောက်ရီမြို့နယ်လေးကေကောမြို့တစ်ပတ်ကိုအကြမ်းဖက်တက်က112လေးရင်နဲ့ဇက်တိုက်ဘုံကျဲကမြောက်ရီမြို့ဆောင်တက်ခမရ2.5တိုင်ရင်ကလည်း120မမလက်နဲ့ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုပစ်ခတ်ပြီးတဲ့နောက် BGF တပ်ဖွဲ့ရဲ့လမ်းပြမှုနဲ့ စစ်တပ်ကခြေချင်းစစ်ကြောင်းအင်အားအများပြားကိုအသုံးပြုပြီးတော့စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးမြေပြင်ကနေလည်းလူလိုင်းလုံးစစ်ဆင်ရေးနဲ့၄ကီကောမြို့စီကိုဝင်ရောက်ခဲ့တော့လေ။အကြမ်းမှာစစ်သားများထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့စစ်ကြောင်းဟာပြတ်သွားပြီးလမ်းပြအဖြစ်နဲ့လိုက်ပါလာတဲ့ BGF တပ်ဖွဲ့ဝင်များပါထိခိုက်ဒေဆုံးကုန်တယ်လို့သိရပါတယ်။ဒါပေမဲ့ထပ်မံပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကစစ်တပ်စစ်ကြောင်းတစ်ကြောင်းပြတ်တယ်။ BGF တချို့လမ်းပြအဖြစ်နဲ့ပါလာတဲ့ကောင်တွေပါအကုန်ထိကုန်တာ။ ဒီကနေ့မနက်9နာရီလောက်ကလည်းလက်နက်ကြီးမစ်ဆိုင်းတွေပစ်ထုတ်ပြီးတော့စစ်ကြောင်းနောက်တစ်ကြောင်းထတ်တက်လာလို့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်၈နာရီလောက်မှာထီးမဲ့ဝါခီရွာဘက်ကို Jet Fighter နဲ့နှစ်ချိန်ဘုံလာကျဲတယ်လို့သိရတယ်လို့ KNL စီးရေးသတင်းရင်းမြစ်ကပြောပြထားပါတယ် အချမစက်တဲ့ရ112လေးရင်နဲ့ဘုံကျဲတိုက်ခိုက်တံများလက်နက်ကြီးတံများနဲ့အဆက်မပြတ်ပြစ်ခတ်တံများကိုထိုင်းနိုင်ငံမဲဆောက်မြို့နေဆက်အထိကျဲလောင်စွာကြားနေရကြောင်းမဲဆောက်မြို့မှာနေထိုင်တဲ့သူတွေကပြောဆိုထားပါတယ်လက်ရှိမြဝတီမြို့နယ်အတွင်းကိုစစ်ခွေးတပ်ကထိုးစစ်ဆင်ရမှာအချမစက်တဲ့ကစစ်မှုရန်တပ်သားတဲ့တွေကိုရှေ့ဆုံးကနေထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်မှုရန်တပ်သားတဲ့များကိုမူးယစ်ဆေးဝါးများကျွေးကလူလိုင်းလုံးနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မျိုးဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့အထက်ကလေချောင်းအနီးမှာရှိတဲ့မိသက်တပ်ဖွဲ့စခန်းမှာအသက်၁၂နှစ်အရွယ်ကလေးငယ်တဦးကိုဖုန်းခိုးတယ်ဆိုပြီးတော့ဆွဆွဲကစစ်တလောက်ခံယာယီမှုနဲ့မိသက်တပ်ဖွဲ့ဝင်များကရိုက်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ၂၀ရက်နေ့နေ့လယ်၁၂နာရီလောက်ကပြည်မျိုးမှာဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့အထက်ကလေချောင်းနဲ့ရွာပဲနယ်မြေအုပ်ချုပ်ရေးမှုယုံကြားမှာတည်ရှိတဲ့ ုပ်စု16ရန်မီတာတပ်ဖွဲ့စခန်းမှာအသက်70နှစ်အရွယ်ရှိတဲ့ကလေးငယ်တဦးကိုဖုန်းခိုးတယ်ဆိုပြီးတော့ဆွဆွဲဖမ်းဆီးကစစ်တပ်လက်အောက်ခံယာအိမ်မူနိုင်ကြီးနဲ့မိသားတပ်ဖွဲ့ဝင်များကရိုက်နှက်ခဲ့ရာကလေးငယ်ဟာမိမျိုးသွားတယ်လို့သိရပါဗျ။ညာဘက်မှာပြည်မျိုးစေယုံကိုပို့ဆောင်ခဲ့တော့လေအချိန်မီစေကူတာခွင့်မရတဲ့အတွက်ကြောင့်ကလေးငယ်ဟာစက်တမလာ22ရက်နေ့မနက်အစောပိုင်းမှာတေဆုံသွားခဲ့တယ်လို့သိရပါဗျ။အသက်72နှစ်ခန့်အရွယ်ယောက်ျားလေးကလေးငယ်တအူးကိုမိသားတက်စုမှုနဲ့မိသားရဲဘော်တွေက ကေဘယ်ဝါယာကျုံးအမရာဘာလက်ကင်တုံလူကိုတေးစင်တိုင်းနဲ့အခြားလက်နက်တွေနဲ့ဝိုင်းဝန်းရိုက်နှက်တပ်ဖြတ်ခဲ့ကြပါတယ်လူမမဲကလင်းငယ်တေးဆုံသွားပြီးတော့တရေပင်တင်းကျိုင်းအဟောင်းအနီးကိုကားနဲ့တဲသွားပြီးတော့ကလင်းငယ်ရဲ့အလောင်းကိုဖျောက်ဖျက်ဖို့စူးစမ်းမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် ရိုင်းမှုနဲ့မိသားတပ်ဖွဲ့ဝင်များရဲ့ရိုက်နှက်တပ်ဖြတ်ခံရတဲ့ကလေးငယ်ဟာပြည်မျိုးတရေပြည်ရက်ကွက်မှာနေထိုင်သူဖြစ်ပြီးတော့မိခင်ဖခင်တို့မရှိဘဲအမဖြစ်သူနဲ့သာနေထိုင်နေရသူဖြစ်တယ်လို့သိရပါဗယ်ကလေးငယ်ကိုဖုန်းခိုးတယ်ဆိုပြီးတော့ဆွဆွဲတပ်ဖြတ်ခဲ့တော့လေကလေးငယ်ဟာခိုးယူတတ်တဲ့အမှုအကျင့်မရှိဘူးလို့သိရပါဗယ်ကလေးငယ်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့မိသားတက်စုမှုရာအိမ်မှုနိုင်ကြီးအပါဝင်မိသားတက်ဖွဲ့ဝင်ဆန္ဒဦးကန့်ကိုလည်းပြည်မျိုးအမတ်နဲ့ရဲစခန်းကဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်စားတောင်ရွာမှာအထိုင်ချထားတဲ့စစ်တပ်ဂိတ်ကခီးသွွားပြည်သူတွေရဲ့ကားစက်တစည်းတဲ့မင်းဲကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ဖောက်ကဓမြတိုက်လူရက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ15ရက်နေ့ကသခိုင်းမြို့နယ်မန္တလေးရွှေဘိုလမ်းပေါ်မှာရှိတဲ့စားတောင်ကြီးပေါ်မှာအထိုင်ချထားတဲ့တပ်မ33လက်အောက်ခံတိုက်ရင်ကစစ်ခွေးများနဲ့ပြူခွေးတွေကခရီးတဲ့တင်ကားများနဲ့အိမ်စည်းကားများပါတဲ့စက်တစည်းထဲမင်းဲကိုရက်တန့်ခိုင်းပြီးတော့မှတ်ပုံတင်များကိုဆက်ဆေးမယ်ဆိုပြီးတော့ကားပေါ်ကပြည်သူများအားလုံးကိုမှတ်ပုံတင်တစ်ခုတည်းသာကန်ခိုင်းပြီးတော့အောက်ကိုဆင်းခိုင်းခဲ့တယ်လို့သိရပါတယ်အခုလိုပြည်သူများအားလုံးကားပေါ်ကနေဆင်းပြီးတဲ့နောက်ရင်မောင်းအပါအဝင်ခရီးတဲ့များအားလုံးကိုမြေပေါ်မှာဝိုင်းရမှောက်ခိုင်းပြီးတော့တနက်ပြောင်းနဲ့ချိန်ထားပြီးတော့ မော့ကျင်ပြစ်တက်မယ်ဆိုပြီးချင်းချောက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်လက်နက်ကြီးလက်နက်ငယ်များရန်တမ်းပစ်ဖောက်ကကားပေါ်မှာပါလာတဲ့ပစ္စည်းများကိုခိုးယူလူရက်သွားခဲ့တယ်လို့သိရပါဗါမြေပြင်ကားလမ်းမပေါ်ရောက်တာနဲ့မှတ်ပုံတင်မစစ်ဘဲကားသမားတွေရောခရီးသွားတွေရောအားလုံးကိုကားလမ်းပေါ်မှာဝိုင်းရမောက်ခိုင်းတာတယ်တနက်ကိုခီးသွားပြည်သူတွေရဲ့ဥကောင်းရဲ့နောက်ဆက်တွေမှာချိန်ထားပြီးတော့ ဘယ်ကောင်းမှမလုပ်နဲ့ခေါင်းမမောက်နဲ့မော့တာနဲ့ပြစ်တတ်မယ်ဆိုလို့ခေါင်းငုံနေခဲ့ရတာပါချက်ချင်းသီးဆိုတယ်လို့ပဲလက်နက်ကြီးလက်နက်ငယ်တွေနဲ့မနာတဲ့ဘိုးဘော်ထောင်ပစ်ပြီးတော့ကားပေါ်တက်ခီးတဲ့ရဲ့ဖုန်းတွေပတ်စံတွေကိုယူသွားတာပါလို့ခီးသွားပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်အခုလိုမျိုးဓမြတိုက်ခံရမဟုတ်ကြောင်းကားဆက်တစည်းစီကနေပြီးတော့ငွေကျပ်သိန်း၂၀၀ခန့်လူရခန့်လိုက်ရပြီးတော့ဖုန်းဆယ်လုံးထက်မနေ့ကလည်းစစ်ခွေးတက်ကသိမ်းဆီးသွားတယ်လို့သိရပါတယ်ခီးသွားမော်တော်ကားများရဲ့ကားပိုင်ရှင်မှတ်တမ်းစာအုပ်အုံနာဘုံ ရင်မောင်းလိုင်စင်တို့ကိုလည်းစိတ်ခွေးတွေကယူဆောင်သွားတယ်လို့သိရပါဗျ။ကျွန်တော်တို့စီးတဲ့ကားကဟန်ဖုန်၄လုံးနောက်တစည်းမှာကမန္တလေးမှာစေကူတာဖို့ဆိုပြီးငွေသားသိန်း30နောက်အင်စီကားတစ်စီးက350နဲ့ဟန်ဖုန်၄လုံးမြေကြီးနားအင်စီကားတစ်စီးကဟန်ဖုန်တစ်လုံးနဲ့300ချက်အပါဝင်အုံနာဖို့ရင်မောင်းလိုင်စင်အပါစိတ်ကောင်းစီကနေအကုန်ခိုးယူထားလိုက်တာပြီးမှမင်းတို့အတွက်အန်ရရှိတယ်မြန်မြန်သွားပါလို့ပြောပြီးတော့ပြန်လှုပ်ပေးလိုက်တာပါတို့တို့နဲ့မနီမွေတနေရာရောက်မှဘယ်ကားကဘလောက်ပါတယ်ဆိုပြီးသိကြရတာ ပါသွားတာကမနေဘူးလို့ခီးသွားပြည်သူတို့ကပြောပြထားပါတယ်စကိုင်းမြို့မှာအခြေစိုက်ထားတဲ့တမ33လက်အောက်ခံတပ်များဟာအလွန်ရန်ကားပြီးတော့အထူးသဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဆွေဆင်းရေးဂိတ်များမှာဓမြတိုက်လူရဲခြင်းပြည်သူများကိုအကြောင်းမရှိအကြောင်းရှာပြီးတော့ရိုက်နှက်ခြင်းများအပါအဝင်တရားဥပဒေမဲ့လောက်ရများကိုလှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မနမော်ကိုအကြမ်းတ်ဆက်တက်ကနေရက်ဆက်တိုက်လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူ၅ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့နဲ့24ရက်နေ့တွေမှာဖားကံမြို့ဟာဂုံးမာတပ်ဆွဲထားတဲ့အကြမ်းတ်ဆက်တက်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့ခြင်းကြောင့်မနမော်အတွင်းလက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျာ။ အကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ပြည်သူ၅ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ဟာဖားကန့်မြို့အတွင်းမှာရှိတဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အရသာပြည်သူများနေထိုင်တဲ့နေရာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပြစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်မနေ့ကည10နာရီလောက်ကနေစပြီးတော့ဖားကန့်တပ်မဂုံးကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြစ်နေတာပါဒီကနေ့မနေ့အစောပိုင်းလောက်မှာလဲမနမော်မှာလက်နက်ကြီးကြီးကြပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရသွားတယ် မနေ့က12နှစ်နေလောက်မှလဲမနမော်တဝိုက်ကိုလက်နက်ကြီးကြီးတွေကြတယ်စစ်တပ်ကတ냐လုံးလက်နက်ကြီးနဲ့ရမ်းပစ်နေတာဒီနေ့မနေ့အထိတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုလဲလက်နက်ကြီးနဲ့တောက်လျှောက်ပစ်လို့ပြည်သူတွေထိခိုက်ကုန်တာပါဒီမနေ့မှ9ရောက်ထိတယ်စစ်ကောင်စီကတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုလက်နက်ကြီးနဲ့ရမ်းထုတ်နေတာပါလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်ဖားကံမြို့နယ်မှာတပ်ဆွဲထားတဲ့အချမ်းဘက်စစ်တပ်က နေ့စဉ်လက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခြင်းကြောင့်၃လကျော်အတွင်းမှာအရဲသားပြည်သူ85ဦးသေဆုံးက260နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကိုဖားကတ်အခြေစိုက်တပ်မ33ကဘုံမူးချုပ်ကောင်းမင်းထွန်းနဲ့မိုးကောင်းမျိုးကနေတက်လာတဲ့အမတ်သုံးတပ်မဟာတပ်မမှုဘုံမူးချုပ်ဇော်ဝင်းတို့ဦးဆောင်တဲ့စစ်ကြောင်းကစစ်ရာဇဝတ်မှုများကိုကျူးလွန်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။တဲ့ရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ပင်တီးရွာဖုံကြီးကျောင်းကိုအချမ်းပတ်ဆက်တက်ကလေရင်နဲ့ဘုံကျဲဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တဘာလ24ရက်နေ့မုံလဲတနားဝင်းကျင်အချိန်မှာအချမ်းဘတ်စစ်တပ်ကပင်တီးရွာဖုံကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲဖုံကြီးကျောင်းဆောင်များပျက်စီးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကလေကျောင်းနဲ့ကျောင်းမဲမြို့ပင်တီးရွာဖုံကြီးကျောင်းကိုဒီကနေ့မုံလဲပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူတွေတော့ထိခိုက်မှုမရှိဘူး။ဖုံကြီးကျောင်းဆောင်ကတော့ထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါဗျ။အလားတူပဲ ကြောင်မဲမြို့နယ်မှာစစ်တပ်ကနောင်ပိန်ရွာကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်နောင်ပိန်ဈေးအတွင်းထဲကဈေးဆိုင်များကိုဖောက်ထွင်းကပြည်သူပိုင်ပြည်စည်းများကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးတွေဟာနောင်ပိန်ရွာအတွင်းမှာလည်းဗလီနဲ့ပြည်သူပိုင်နေအိမ်များတွေကိုလည်းဝင်ရောက်တပ်ဆွဲခြင်းဖျက်ဆီးခြင်းများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ နောင်ပိန်ရွာကိုရောက်နေတဲ့စစ်ခွေးတွေကလည်းနောင်ပိန်ဈေးကိုဖောက်ချလိုက်ပြီးတော့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ယူဆောင်နေပါတယ်။နောက်ပြီးတော့ပြည်သူပိုင်နေအိမ်တွေကိုလည်းချိုးဖောက်ဝင်ရောက်ပြီးတံမိုးကြီးတဲ့ပစ္စည်းတွေကိုခိုးတယ်။နေအိမ်တွေထဲမှာလည်းဝင်ပြီးတော့နေတယ်။နောက်ပြီးတော့စစ်ခွေးတွေက နောင်ပိန်ရွာဗလီကိုလည်းဝင်ရောက်စီးနေပြီးတော့ဗလီထဲမှာအရက်တွေကိုတောက်ပြီးပစ္စည်းတွေကိုဖျက်ဆီးထားတယ်လို့ဒေသခံပြည်သူများကဆက်လက်ပြောပြထားပါတယ်။လက်ရှိချိန်မှာကြောင်မဲမြို့နယ်မှာအချက်မဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့ နိုင်ခန့်ရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါဗါဒါအပြင်စစ်တပ်ဟာပြည်သူများနေထိုင်တဲ့ကျေးရွာများကိုပိတ်မထားပြီးတော့လေရင်လက်နက်ကြီးများနဲ့ဘုံးကျဲပစ်ခတ်တိုက်ခတ်မှုများကိုဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါဗါစစ်တပ်ကကြောင်မဲမျိုးကိုတိမ့်ပိုင်နိုင်ရေးအတွက်စစ်ကြောင်းများကိုစစ်အင်အားများဖြည့်တင်းကမယံမနာထိုးစစ်ဆင်နေပြီးတော့စစ်တပ်စစ်ကြောင်းတွေထဲမှာစစ်မှုရန်တပ်သားတဲ့များကိုရှေ့ဆုံးကနေပြီးတော့အဓိကအသုံးပြုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ